ဒါရခိုင်ကမ်းရိုးတန်းကိုပြန်တိုက်ယူမဲ့စီးလက်ကျင်ကန်တစ်ခုလို့လေကျွန်တော်တို့တုံးသက်လို့ရတယ်ဗောနော်အဲသူတို့ဘက်ကတရားနဲ့ပတ်သက်လို့အတွေ့အကြုံရှိအောင်ပြန်ပြီးတော့ပြင်ဆင်နေတဲ့ပုံစံမျိုးလို့လေဒါယူဆလို့ရတယ်ဗျအဲ့တော့ဒါငါးဖန်းလက်ဆက်လေးတောင်မှခုနပြောသလိုဗောနော်ငါးဖန်းဆက်လေးတောင်မှအလွတ်မပီးတဲ့ဘွားလိုမျိုးနေရာမှာဘာဖြစ်လို့မလေ့ကျင့်တာလဲဆိုပြီးတော့လေဒါမေးစရာရှိမှာဗောနော်အဲ့လိုမျိုးသွားလုံရင်တော့သိရတယ်မြဲအခါတတော်အေးရ ရုရှားသင်းမောတွေအိန္ဒိယသင်းမောတွေမြန်မာသင်းမောတွေနားမလဲဘူးကုန်လိုက်ကြည့်ရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲအဲ့လိုမျိုးဆိုရင်ဒါစစ်ကောင်စီကနားကောင်းမယ်ပေါ့နော်ဒါကြောင့်မလို့လဲအဲ့ဒီနေရာမှာမကျင့်မလေးမလေးကျင့်မယ်နေပေါ့နော်အဲခုနပြောတဲ့ဒါ ကပူစာကျွန်းနောက်ဘက်မှာသွားပြီးတော့လေ့ကျင့်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သူကဒီလိုမျိုးစီလေ့ကျင့်မှုကိုဒီအချိန်မှာအချိန်ကိုက်လောက်လာတာဖြစ်တဲ့အတွက်ဒီဘော်ကနေသူရည်ရွယ်ထားတာရှိတယ်အကျိုးမြတ်ခံမှန်းထားတာရှိတယ်ပြီးတော့ကြတော့သူ့ရဲ့စေရေးရှိမှန်းချက်တစ်ခုခုရှိကိုရှိလို့ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဒါကျွန်တော်သတိထားရမယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါရခိုင်ကိုအခုနောက်ပိုင်းမှာပို့ပြီးတော့အဲသူရည်ရွယ်လာတယ်အဲဒီမျိုးတွေကိုပြန်ရဖို့အတွက်လောက်လာတယ်ဘုံကျဲတိုက်ခိုက်မှုတွေဆိုလဲဇက်တိုက်ဆိုလိုလောက်လာတယ်ပေါ့နော်